ပြည်သူများလုံးမင်္ဂလာပါခင်ဗျမနေ့ကရှည်စွမ်းပြပြီးတော့ဒါအနိုင်ကိုသွင်းသွားခဲ့တဲ့မောင်မောင်လင်းကိုဘုဆိုရင်ပြုတ်ဆောင်မင်းသမီးရှော့တွေကလည်းဂုံမှုစကားရဲ့တောင်းနေဖြစ်ပါတယ်ခင်ဗျပြောမယ်ဆိုရင်တော့အေးမြတ်သူတို့ညရာတို့ဖူးဆောင်တို့ကနေမောင်မောင်လင်းကိုရှည်ယူစကားတွေပြောနေကြရဖြစ်ပါတယ်လက်ရှိမှာဆိုရင်လဲ Facebook ရဲ့ algorithm ကမောင်မောင်ရဲ့သတင်းတွေနဲ့ဖုံးသွင်းနေတာကိုတွေ့ရတယ်ဗျမောင်မောင်ရဲ့အကြောင်းအရာတွေပေါ့လေအဲ တချို့သတင်းမီဒီယာရဆိုရင်လည်းမမောင်လင်းကိုရှိတ်ဆက်ပြီးတော့အင်တာဗျူးတွေလုပ်ဖို့အစီအစဉ်နေတာတွေကျွန်တော်ကြားသိရတယ်ပေါ့မမောင်လင်းဟာမြန်မာကစားသမားတွေကနေမန်ယူပထမဆုံးဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်သွားခဲ့တယ်မန်ယူအတွက်ကတော့ဒီပွဲဟာရှုံးချက်အရမ်းနာရတယ်ဗျဘာကြောင့်လဲဆိုတော့ယူရိုပါလိဘောလုံးပွဲမှာရှုံးနေပြီးရနောက်မန်ယူပြိသက်တွေကရာသီကြိုးရှေ့ဆန်းပွဲမှာပုံစံကောင်းတစ်ခုခုဖြစ်လာမလားလို့မျှော်လင့်နေတဲ့အချိန်မှာရှုံးပွဲကြုံသွားတဲ့အပြင် မြန်မာကစားသမားတယောက်ရဲ့ဂိုးသွင်းတာကိုပါခံလိုက်ရတဲ့အတွက်ဝေဖန်မှုတွေကအယံကုန်မြင့်တက်နေပါတယ်အထူးသဖြင့် Manchester United page ရဲ့အောက်မှာဆိုရင်တချို့သော Man U ပြည်သက်တွေကလက်ရှိမှာတသိန်းလုံးကိုလဲပြီးနီးပြပါလဲတင်နေဆိုတာမျိုးတွေကိုမှတ်ချက်ပေးဝေဖန်ရေးသားနေကြဖြစ်ပါတယ်ခင်ဗျမောင်လေးကမနေ့ကလူစားဝင်ကစားသမားဖြစ်ကစားသွားခဲ့တာပါပွဲကစားချိန်54မိနစ်မှာလူစားဝင်ကစားသမားဖြစ်ဝင်ရောက်လာခဲ့တယ်ပွဲကစားချိန်81မိနစ်မှာအသင်းအတွက် လိုအပ်တဲ့အရေးပါတဲ့အနိုင်ကိုကိုတွင်းပေးခဲ့တယ်ပေါ့လေအဲဒီကိုကြောင့်ပဲမမောင်လွင်ရဲ့ပုံရိပ်ဟာလည်းအတိုင်းအတာတရက်ထိမြင့်တက်သွားတယ်နိုင်ငံတကာသတင်းမီဒီယာတွေမှာလည်းသူ့ပုံရိပ်ကဖော်ပြခြင်းခံလာခဲ့ရတယ်ပေါ့ပြီးတော့ဒီအစ်စ်တော်အဆောင်မှာရှိတဲ့တချို့သောကလပ်အသင်းတွေကလည်းမမောင်လွင်ကိုခေါ်ယူဖို့စိတ်ဝင်စားစောင့်ကြည့်တာတွေရှိနေပြီလို့ကျွန်တော်သတင်းကြားသိရတယ်ခင်ဗျမမောင်လွင်ဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့အမခံပြိုင်ပွဲတူဖြစ်ပါတယ် သူအနေနဲ့ဒီပွဲမှာပါဝင်ကစားခွင့်ရဖို့ကိုလည်းမျှော်လင့်နေခဲ့တယ်ပေါ့လေအဲသူအနေနဲ့ပါဝင်ကစားခွင့်ရရင်ရှေ့စွန်းပြကစားနိုင်ကျင်တယ်လို့စရတဲ့တော်တဲ့အတိုင်းအခုဆိုရင်ရှေ့စွန်းပြကစားနိုင်အောင်မကဘဲနဲ့အမှတ်တရဖြစ်စေမဲ့သွင်းကိုတကူကမောင်လင်ကရောက်သွားနိုင်ကြပြီဖြစ်ပါတယ်ခမ ्या အဲ့တော့မောင်လင်ကိုပြိသက်တရားဂုံပြူတဲ့ပြင်အခုဆိုရင်သူနဲ့ရင်းနှီးတဲ့ဒါတရုတ်ဆောင်ဆိုရင်တော့ကြရရပေါ့လေတငယ်ချင်းလည်းဖြစ်တဲ့သူတငယ်ချင်းမောင်လင်ကိုသွင်းတာကိုသူအရန်ဂုံယူတယ်ဂုံလည်းပြူပါတယ်ဆိုတော့မောင်လင်ကိုကြရရရေးသားပြီးတင်ပြထားသလိုအဲ အေးမြတ်သူတို့ကဆိုရင်လည်းချီးယူစကားပြောထားတယ်။နောက်ဘူးဆုံးတို့ကလည်းဒါမြမကစားသမားတယောက်မန်ယူကိုသွင်းတဲ့ပထမဆုံးမြမကစားသမားဆိုတဲ့ဟာမျိုးနဲ့သူ့ကိုကွန်ပျူတာတွေတွေ့ရတယ်ဗျ။အဲ့တော့ဒီနေ့ဟာမောင်မောင်လင်အတွက်အမှတ်တရနေ့တနေ့ဖြစ်သလိုမောင်မောင်လင်ရဲ့အကြောင်းအရာတွေက online ဆာမျက်နှာပေါ်ထမှာဖုံးလွှမ်းနေတယ်။ပြီးတော့နာမည်ကြီးတယောက်ဆောင်မင်းသမီးတွေကလည်းမောင်မောင်လင်ကိုတခုတ်တရဂုံပြူစာတွေရေးသားနေတယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိရအောင်ပြောပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။